အလုတ်ကျိုးစားတဲ့ယောက်ျားကိုရွေးရှည်ပါအလုတ်ကျိုးစားတဲ့ယောက်ျားနဲ့ရင်းစားပြရတာကလူတိုင်းအတွက်တော့မဟုတ်ပါဘူးပွင့်ပွင့်လင်းလင်းပြောရရင်အမျိုးသမီးတိုင်းလည်းဒါကိုမလုံနိုင်ပါဘူးဘာလို့လဲဆိုတော့အလုတ်ကျိုးစားနေတဲ့လူတယောက်ဟာအနာဂတ်တစ်ခုကိုတည်ဆောက်ဖို့အလုတ်လုံနေလို့ပါဒါကိုနည်းနည်းချင်းစီဖြည့်ရှင်ကြည့်အောင်အလုတ်ကျိုးစားတဲ့လူတယောက်ဟာအိမ်မှာတစ်နေ့လုံးလဲလျောက်နေတာအချိန်ပြုံးတာ ုံထဲမှာအချိန်ကုန်နေတဲ့လူမျိုးမဟုတ်ပါဘူး။သူကနေ့စဉ်ကြိုးစားနေတဲ့သူ၊သူ့ရဲ့စံဆောင်ရည်ကိုစံတက်နေတဲ့သူဖြစ်ပြီးပိုကြီးမားတဲ့ပန်းတိုင်းကိုအာယုံဆိုင်နေတဲ့လူတစ်ယောက်ဖြစ်တယ်။ဒီမှာတည်ထားရမှာကဒီလိုလူမျိုးကမလိုအပ်တဲ့အခြေအနေတွေအတွက်အချိန်မရှိပါဘူး။ဟုတ်ပါလေ။သူကမင်းကိုအမြဲတမ်းအချိန်ပေးနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့တည်ထားဖို့ကသူကယူမဆိုင်လို့မဟုတ်ဘူး။ သူမင်းကိုအရန်ကယူဆိုင်တယ်ပြီးတော့အနာကက်မှာဘဝလုံခြုံဖို့အတွက် သူ့ရဲ့စွမ်းအားတိုင်းကိုစိုက်ထုတ်နေတယ်နက်နက်ဆော့ဆော့ထားပြီးညနေအချိန်ထိ အလုံးလုံးပြီးဆုံးလို့အနစ်နာခံမှုတိုင်းကသင်အတွက်နဲ့သင်မိသားစုအတွက်သူမြင့်တင်နေတဲ့ဘဝအတွက်ပါပဲအချို့အမျိုးသမီးတွေနားလေထားရမှာကတော့အလုံးစုံစားတဲ့လူတယောက်ကြီးစားဖြစ်နေရင်ဒါကိုတည်ထားရပါမယ် သူရဲ့အလုတ်ကိုအာယုံဆိုင်နေတာကတင့်ကိုလလီရှူနေတာမဟုတ်ဘူးတင့်ကိုလုံခြုံပြီးတက်တောင့်တက်တာရှိစေမယ့်အခြေအနေအုံမြင့်ကိုဦးစားပေးနေတာပါဒါပေမဲ့ဒီမှာပြဿနာကတချို့မျိုးသမီးတွေကဒီလိုကတိကိုကိုပြုမှုမျိုးကို မလုပ်နိုင်ကြပါဘူးသူတို့ကသူမရဲ့ပံမန်းနဲ့မှုကိုဂယုမဆိုင်ဘူးလို့ထင်တတ်ကြပြီသူမရဲ့အာယုံဆိုင်မှုကိုလင့်လျူချမှုလို့ထင်တတ်ကြပါတယ် တာကမှားပါတယ်အလောကျူးစားတဲ့သူက9မိနစ်တခါမင်းကိုစာတူပို့နိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူကအနာဂတ်အတွက် အမွေနဲ့တခုကိုတီးဆောင်နေလို့ပါ သူကငွေချပြီး အစီစဉ်ဆွေးနေတာကြောင့်အသေးဖွဲ့စကားများတာတွေအတွက် အချိန်မရှိပါဘူးသူအိမ်ပြန်လာတဲ့အခါစီပီနေတာဖုန်ပီနေတာတနေ့တာကြောင့်ပင်ပန်းနှံ့နေတာဒါကချစ်ချင်းမြတ်တာရဲ့အစင်မှန်ပါ သူ့လက်တွေကကြိုးစားမှုအနေနာခံမှုစုံလုံးမှုတွေရဲ့ဇလံကိုပြောပြနေတာပါဒါတွေကငွေနဲ့ဝယ်လို့မရပါဘူးသူ့ကိုဘာလို့ပေါ်ပေါ်ဆဆမဆက်ဆံတင်တာလဲဆိုရင်တော့အလုပ်ကြိုးစားတဲ့လူတွေကယနေ့ခေတ်တာမန်လူတွေကြားမှာခြားပါးတဲ့ယတနာတွေပါသူတို့ကစကားပြောကောင်းတဲ့သူတွေလူကြိုက်များတဲ့သူတွေမဟုတ်ပေမဲ့သူတို့ကတင့်ကိုတစ္ဆာရှိပြီးချစ်မြတ်နိုးမှုနဲ့ယက်တီပေးပါပါ ဒီလိုလူမျိုးကအိမ်တိမ်လုံးငားမှာမဟုတ်ပါဘူး။တင့်အတွက်အိမ်လေးတစ်လုံးတိဆောက်ပြီးပါပါ။သူကတင့်ကိုစကလုံးတွေထပ်ပိုပြီးရှိလိမ့်မယ်။သူ့ရဲ့လုံရက်တွေပန်ပိုးမှုတွေမတုံမလို့ရက်တီမှုတွေနဲ့မင်းကိုချင်ပါပါ။တင့်မှာဒီလိုလူမျိုးပိုင်ဆိုင်ထားတယ်ဆိုရင်သူ့ရဲ့တိစိတ်မှုကိုချိုးရင်းချက်လို့မမြင်ပါနဲ့။တင်ကဒီနေ့အတွက်ပဲအလုံးလုံးနေတာမဟုတ်ပါဘူး။ လုံခြုံမှုနဲ့အိမ်မက်တွေနဲ့ပြင်နေတယ်။ဘဝတစ်ခုအတွက်အလုံးလုံးနေတာပါ။တချို့ကဒါကိုတန်ဖိုးမထားပေမယ့်တင့်တန်ဖိုးကိုသီးပြီးတင့်အားထုတ်မှုကိုလေးစားကတင့်ဘက်ကယက်တီပေးမယ်။အမျိုးသမီးတယောက်ရှိပါတယ်။အလုံးကျိုးစားတဲ့လူတွေအားလုံးကိုဂုဏ်ပြုပါတယ်။ကြံတန်းတဲ့လက်တွေကြီးမားတဲ့နှလုံးသားတွေဘယ်တော့မှမရက်တန်တဲ့အိမ်မက်တွေကိုဆက်အကောင့်ထဲပေါ်ပါ။ ။တင်းတို့ကတင်းတို့မိသားစုတွေရဲ့ကြောယူတွေပါ။တင်းရဲ့အာထုံမှုတွေကိုဘယ်တော့မှလေလီမချူပါနဲ့။ယနေ့တင်းရဲ့ကြိုးစားအာထုံမှုကိုမမြင်နိုင်ကြပါမယ်။တနေ့တော့သူတို့နားလေးမှာပါ။